ါဆိုဒါပဲစစ်စစ်ရင်းသူရှင်းမာလေးကွာတော့ကိုငင်းငယ်လေးတည်းလေးတိမ်မာပဲနေဟိုလိုဝမ်းဝီပွားကြီးဝေးပြောကိုရီးယားကနေကြီးစီနောက်ကတောက်တောက်လိုက်တဲ့ခလေးမျိုးဆိုတော့လေမိကြီးချင်းလည်းဘယ်လိုကြီးရောမလဲမသိလိုက်ကွာအဲ့လိုပဲပြင်နေတာလေကိုကိုခလေးတယောက်လိုအမြင်နေတော့လေဘယ်လိုပြောရမလဲမသိတော့ဘူး ချမ်းသာပါတယ်ဗျာလည်းပျော်လဲပျော်တယ်ပုဂ္ဂလိကောင်း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 နေတော့တင်းတော့တင်းနေနေပြီးတော့ဖြစ်သွားတာမရတော့ဘူးအဲ့တော့ဘယ်နည်းတော့ဖြစ်တာပေါ့နော်ဒီတိတိလေးတော့ဖြစ်တာပေါ့ဒီမှာလေးနဲ့တောင်းနေတဲ့အင်္ဂလန်ပညာစောတိုင်းမှာစူတောင်းပြလိုက်ပါဘူးဒါဆိုဒါမစူးစေးရင်သူရှင်းပါလေကွာတော့ကိုငယ်ငယ်လေးတည်းကလေးတိမ်မာပဲနေဟိုလိုဘာမှမွေးပွားကြီးဘူးပြောလို့ကိုလေးရဲ့ခဏကြီး နောက်ကတကောက်ကောက်လိုက်တဲ့ခလေးမျိုးဆိုတော့လေဒီကြီးချင်းကဘလို့ကြီးတော့မလဲမသိရပါဘူး။အာဖြစ်သွားပြီညီမဘာပဲဖြစ်ဖြစ်ဘာတော့ဘန်းတော်မနေညီမလေးတို့လေးမျိုးပဲပြည့်နေတာလေသူ့ဟိုခလေးတယောက်လိုနေနေတော့လေဘလို့ပြောမှမလဲမသိတော့ဘူး။ဘာတော့မင်းပြန်ပန်းကျဲมาတဲ့။ဟွန်းသူကချေချေပဲ။ တမီးလို့ဒီနေ့မမေနဲ့လိုက်ကြစမှာဟဲ့လို့ငါတို့ဓာတ်ပုံရရအောင်လို့ဆက်လို့ပြောပြောလိုက်ဘူးတဲ့ခိကိကမနဲ့ပြန်ပါတယ်။ဒီနေ့မနဲ့ပြန်ဘာလို့ကိုလဲတင်တာမစားလို့လားဆိုအခုတဲ့ခိကိကပန်းကျဲပါအော်ရေလို့အမကြီးကလည်းဟိုရက်နေ့တွေ့စီဖို့လည်းငါဖက်နဲ့ဝယ်လာတယ်လေသူကလည်းတော်တော်ချစ်တယ်သူ့တူမောင်။ငါ့ကိုလည်း stocking ရှာဝယ်ပေးစမ်းပါတဲ့ stocking ဟိုမေးရတယ် stocking ဘယ်နှပတ်ရှာဝယ်ကောင်းလို့မသိဘူးဆိုပြီးတော့ အမေမအားရင်တော့ခိခိနောက်ကိုမာလေးပဲလိုက်ပြီးပီတိပြင်းမပြတ်တော့မသိကိုကတော့ဝေါ်ပေါ်မှာကိုတင်ငယ်ကြီးတွေပြာဝတ်တပုတ်ပြီးရိုက်ရိုက်ပြီးပဲတေးပေးလိုက်တယ်သူကသူကသူကစားနေတာပဲစားလဲစားနိုင်တယ်ဟုတ်တယ်ပွစီပွစီပြောပြီးလိုက်တာမလိုက်ချင်ဘူးလေအမေကတော့ဝါသနာပါတော့အဆင်ပြေတယ်မာလေးကအဆင်မပြေဘူးကောင်နေရငါပဲခေါ်နာဘာဖြစ်လဲညာဖြစ်တယ်နဲ့အပြောကအတူလဲနားညိလို့ကတော့ကတော့နဲ့ကတော့အဲ့လိုပဲကတော့ပြင်ပြင်းပြင်းယူရတာများပါအေးတော့ကတော့လိုက်တယ် တခါတော့လည်းအဲ့လိုမုတ်ချင်းနှောင်းလားဗာချင်းနှောင်းလားမသိကြတော့ပြီးလဲပြီးမမေခဏပြန်ခစ်ခစ်တယ်ဟိုဟာသူသူရိုက်လိုက်အောင်မယ်ပြီးပြန်ပြန်ပြန်မြပါဘူးချင်းနှောင်းနေလားမသိဘူးဒီကက်သက်တာတွေအကုန်ထဲတော့တာပဲစစ်ထားတာတော်တော်များနေပြီကိုသူတို့ရှာတတ်တယ်ဟိုတော့ကိုကလည်းငငယ်တော့ကိုကောနော်သူငငယ်လေးတော့ကတော့ဟိုတော့ဒီနေ့ကျရင်ငါသမီးလေးကိုငါဘယ်လိုရှာကျွေးရပါမလဲကိုကစဉ်းစားတာကိုကိုသမီးကအဆင်ပြေသွားပြီအဲ့မအရာလေးသူအဆင်ပြေပြီးရော တဲ့ကျေးဇူးတင်ပါတယ်လို့သူကလေးကိုချစ်ပေးကြတဲ့အတွက်လည်းပါလို့